အလုံးပင်မင်္ဂလာပါအရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့နှုတ်ကပတော်အားဖြင့်ဆင်ခြင်ခွာယူဖို့ရန်အတွက်52ခုမြောက်သောစာလံအငယ်30ကနေစနစ်အိုးဖျားသခင်အကျွန်ုပ်အထင်နဲ့ဆင်ခြင်သောနှလုံးကိုဖန်ဆင်းတော်မူပါငြင်းမြန်တည်ကြည်သောသဘောအသစ်ကိုပြုတ်ပြင်တော်မူပါအကျွန်ုပ်အထံတော်မှာနှင်ထုတ်တော်မူပါနဲ့ တန်ရှင်သောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မူပါနဲ့ကေတင်တော်မူခြင်းနဲ့ရှင်သောဝါမြောက်ခြင်းအခွင့်ကိုပြန်၍ပေးသနာတော်မူပါကြီးညူသောစေတနာစိတ်တော်ကိုအကျွန်ုပ်ကိုထောက်မှပါစေတော်နှုတ်ကပတ်တော်အပြည့်ရောက်ခြင်းစေတဲ့ဖျားရှင်ကောင်းကြီးပေးပါစေဒီသမကျမ်းစာကတော့ဒါဝိဒ်ကပသက်ရှိပါနဲ့မှာယွင်ပြီးတဲ့နောက်ပိုင်းမှာပရောဖက် နာသင်ကဆုံးမခြင်းကိုခံပြီးမှဒီဆူတောင်းခြင်းကိုဆက်ဆိုတဲ့ဆာလံဖြစ်ပါတယ်ဒီနေရာမှာကဒါဝိကစင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါသဘောအသိကိုပြုတ်ပြင်တော်မူပါလို့ပြောသောအရာကသူအပြစ်ရှိကြောင်းကိုသိပြီးတဲ့နောက်ပိုင်းမှာဖះရှင်မှာပြန်လာပြီးတော့မှဆူတောင်းတဲ့အရာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် ဒါဝိလိုကြည်ကြည်မမာပြစ်မှားတဲ့အရာမဟုတ်တော့ညာလည်းပဲကျွန်တော်ဒီနေ့အပြောဆိုတွေအတွေးအခေါ်တွေညှဉ်းညိုးတဲ့အရာတွေကျွန်တော်မစင်စားပဲနဲ့မစင်ချင်မိတဲ့အချိန်မှာပြောမိတဲ့အရာတွေဆိုမိတဲ့အရာတွေအပြစ်တွေရှိနိုင်ပါတယ်အဲ့ဒီအရာအတွက်ကြောင့်ကျွန်တော်ဒီနေ့ဖျားရှိမှာ ဝင်ချတောင်းပန်ပြီးတော့မှကျွန်တော်ဆူတောင်းဖို့လိုတယ်ဆိုတော့ဒီနေ့နှုတ်ပတ်တော်အဖြစ်အားပေးနှိုးဆော်လိုပါတယ်။ဘာကြောင့်လဲဆိုရင်လူကမာတက်တဲ့အခါမှာဒါဝိကဆူတောင်းတယ်လို့စင်ကြေသောနှလုံးကိုဖန်ဆင်းတော်မူပါဒါပန်းစင်းတော်မူပါဆိုတဲ့အရာကဒါဝိကအဲ့ဒီသူလှုပ်ခဲ့တဲ့မားတဲ့အပြစ်ကိုအဲ့ဒီအရာကိုမလို့ချင်တဲ့အတွက်ဒီဆူတောင်းခြင်းကို ပြောနေရခြင်းပဲဖြစ်ပါတယ်ဒါကြောင့်တင်းရဲ့နှလုံးထဲမှာဖျားကအစ်စ်ဖန်ဆင်းခြင်းမရှိဘူးဆိုရင်အစ်စ်ပြုတ်ပြင်ခြင်းမရှိဘူးဆိုရင်တင်းရဲ့တက်တာအစ်စ်ကိုပြုတ်ပြင်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဒါကြောင့်တင်းရဲ့တက်တာကိုမစင်ချင်မိတဲ့ပြောလိုက်တဲ့အရာဒီကောနောက်ထပ်ထပ်မလုအောင်ပြန်ပြီးတော့မှလုနိုင်တာကဖရားပဲဖြစ်တယ်။ဖရားကပဲပြုတ်ပြင်နိုင်တဲ့အတွက်ကြောင့်ချစ်တော်ယုံပါမတော်ဒီနေ့တင့်ရဲ့တက်တာထဲမှာမာယွန်းတဲ့အရာတွေကို ပြုတ်ပြင်ပြတော့မှအစ်စ်ပြန်ပြတော့မှပြုတ်ပြင်နေတာကဖျားပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဒါဝိကဒီဆူတောင်းခြင်းကိုပြောတာဖြစ်ပါတယ်။ဒီအငယ်၁၁ထဲမှာကျွန်ုပ်အထံတော်သေးကနင်ထုတ်တော့မှမူပါနဲ့။တန်ရှင်သောဝိညာဉ်တော်ကိုရုပ်သိမ်းတော့မှမူပါနဲ့လို့ပြောပါတယ်။ဒီဒါဝိကဖျားရဲ့အထံတော်သေးကမထွက်သွားခြင်းနဲ့စိတ်သဘောနဲ့သူကဆူတောင်းနေတာဖြစ်ပါတယ်။သူ့ရဲ့အသက်တာထဲမှာဝမ်းမြောက်ခြင်းကို ဒီဘုရားရဲ့အတူရှိခြင်းကိုမယုတ်သိမ်းအောင်ဆူတောင်းနေခြင်းပဲဖြစ်ပါတယ်။84ခုမြောက်သောဆန္ဒငယ်30ထဲမှာလဲတတိုင်းတော်အတွင်း၌နေသောယက်တရက်အချာအယက်နဲ့ရှိသောအယက်တထောင်ထက်သာ၍ကောင်းပါ၏။မတရားသောသူ၏နေရာ၌နေရသောအခွင့်ထက်အကျွန်ုပ်ဤဘုရားသခင်အိမ်တော်၌တကဆောင်အရာအကျွန်ုပ်သာ၍နေသက်ပါ၏လို့ပြောပါတယ်။ ဒီဒါဝိကတကယ်ဖရာရဲ့မျက်မှောက်တော်ထဲမှာတကယ်ဆံငတ်နေတဲ့တကယ်ဖရာရဲ့အတူရှိခြင်းကိုတကယ်တောင်းတနေတဲ့လိုအပ်နေတဲ့သူဖြစ်ပါတယ်ဖရာရဲ့အတူရှိခြင်းကိုပဲဖရာရဲ့အတူလျှောက်လန်းခြင်းကိုပဲဖျားနဲ့အတူသွာလာခြင်းကိုပဲနှစ်သက်တဲ့သူတယောက်ဖြစ်တဲ့အခါမှာသူ့ရဲ့အထံတော်သေးကတန်ရှင်းသောဝိညာဉ်တော်သူ့ရဲ့အထေးမှာရှိတဲ့ရာကို နင်ထုတ်တော့မမှုပါနဲ့လို့ဆူတောင်းနေရခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတင့်ရဲ့အသက်တာအထဲမှာပျော်ရွှင်ခြင်းဆိုတာကတင်ကဒီနေ့ခုလက်ရှိဝင်နဲ့ဝေပြီးတော့မှတင်တရက်ပျော်ဖို့ပျော်ပါဖို့အရာအတွက်တင်ဝင်နဲ့ဝေယူလို့ရပါတယ်စစ်မှန်သောဝမ်းမြောက်ခြင်းကဘုရားကပဲပေးနိုင်ဒါဖြစ်ပါတယ်ချစ်တော်ကြီးကိုမမတို့အဲ့ဒီအတွက်တင့်ရဲ့စစ်မှန်သောဝမ်းမြောက်ခြင်းဟာဘုရားကပေးနိုင်တဲ့အတွက်တင့်ရဲ့ဒုစရအပြစ်ကြောင့်တင့်ရဲ့ မစင်မချင်းပြောဆိုမိလိုက်တဲ့အရာတွေရှိတဲ့အရာတွေကတင့်ရဲ့အဲ့ဒီဝမ်းမြောက်ခြင်းကိုစီးတာတဲ့အရာဖြစ်နိုင်တယ်ဒါကြောင့်ဒါဝိတ်ကဲတော့တင့်ရဲ့အမားကိုတီးပြီးတော့မှကိုပြောမစင်မချင်းပြောဆိုမိလိုက်တဲ့အရာတွေအတွက်အဲ့ဒီအရာတွေအတွက်ကတင်နေရစင်တိုင်းမှာဖျားရှင်မှာဝင်ချတောင်းပန်ဖို့လိုပါတယ်နောက်တန်းနဲ့ပြန်လာပြတော့မဒီကိုပြောမိတဲ့ကိုပြုတ်မိတဲ့အရာတွေအတွက်ပြန်ပြတော့မှ ဘုရားစင်မှာပြန်လာဖို့လိုအပ်တယ်ဆိုတော့ဒီနေ့နှိုးဆော်ခြင်းပါတယ်အငယ်စနစ်ထဲမှာကေတင်တော်မူခြင်းနဲ့ရှင်သောဝမ်းမြောက်ချက်အခွင့်ကိုပြန်၍ပေးသနာတော်မူပါကြည်ညိုသောစေတနာစိတ်တော်အကျွန်ုပ်ကို ထောက်မပါစေတော်လို့ဆုတောင်းတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဝမ်းမြောက်ခြင်းအခွင့်ကိုပြန်ပေးပါလို့ပြောတဲ့အရာဒီသူ့ရဲ့တက်တာတဲ့မှာအဲ့ဒီဒုစရအပြစ်ကြောင့်သူ့ရဲ့ဝမ်းမြောက်ခြင်းပျောက်တဲ့သဘောရှိနေပါတယ် ဒီတမချန်းစာရအဲ့ဒီအတွက်သူ့ရဲ့တက်တာထဲမှာဝမ်းမြောက်ခြင်းအတိပြန်ပြီးတော့မှရနိုင်ဖို့ရအတွက်ပြန်ပြီးတော့မှဖျားဆင်မဆူတောင်းနေရခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတင်းရဲ့အတ္တမှာဒုစရအပြစ်ကြောင့်တင်းအပြောအဆိုမစင်ချင်မိတဲ့အရာတွေအတွက်ကြောင့်တင်းရဲ့အတ္တထဲမှာဝမ်းမြောက်ခြင်းမခံစားတာဖြစ်နိုင်တယ်ငြိမ်သက်ခြင်းမခံစားတာဖြစ်နိုင်တယ်အဲ့ဒီအတွက်အဲ့ဒီအရာအတွက်ဒီနေ့ရဲ့စင်တိုင်းမှာဖျားရှင်မှာ နောင်တနဲ့ပြန်လာပြတော့မကိုပြုတ်တဲ့အရာတွေအတွက်နေ့ရဲ့စင်ထဲမှာအပြစ်ဝင်ချတော့မှမဟုတ်လို့ပါတယ်။ယောမ3 30စနစ်တဲမှာကျန်းစာလာဒီကဖြောက်မှတ်တော်သူမရှိတယောက်မှမရှိနားလည်နိုင်တော်သူမရှိဖျားတကင်ကိုရှာတော်သူမရှိလူအပေါင်းတို့ဒီလမ်းလွှဲကြပြီးတငီတညွတ်တဲ့သုံးမရတော်သူဖြစ်ကြပြီးကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မှမရှိလို့ပြောပါတယ်။အဲ့ဒီအတွက်ကျွန်တော်ဒီနေ့ တမချန်းစာကပြောင်းမှတ်တော်သူမရှိဘယ်သူမှဘုရားကိုနားလည်နိုင်တော်သူမရှိလို့ပြောတဲ့အတွေ့မိတ်ဆွေသင်နဲ့ကျွန်ုပ်ရဲ့အတ္တတာမှာကိုယ့်ရဲ့အတ္တတာမှာပြန်လည်ဆန်းစစ်ပြီးတော့မှဘုရားနဲ့တိုင်းလိုက်ရင်လူရှိမှတော့သင်ကောင်းတဲ့သူဖြစ်နိုင်ပါတယ်ပြောင်းမှတ်တဲ့သူဖြစ်နိုင်ပါတယ်သို့တော့ဘုရားရှိမှသင်ကနေရစင်တိုင်းမှာဘုရားစင်မှာစင်မှန်သောနောင်တနဲ့တွားဖို့ လိုအပ်တဲ့အရာတွေအများကြီးရှိနိုင်ပါတယ်အဲ့ဒီအရာကိုပြန်လည်ဆန်းစစ်ပြီးတော့မှနေ့ရက်စဉ်တိုင်းမှာဖျားရှင်ပါနောင်တနဲ့စစ်မှန်သောနောင်တအရှိကိုရှိတိုင်းပြန်သွားပြီးတော့မှသွားဖို့နှိုးဆော်လိုပါတယ်သင်ရှိကိုအရှိအတိုင်းသွားတဲ့အခါမှာဖျားကလက်ခံတာဖြစ်တယ်မိတ်ဆွေကျွန်တော်ဒီနေ့ယောမတ်3 23ထဲမှာလည်းအဘေကြောင့်နင်းဟိုကလူအပေါင်းတို့ဒီဒုစရိုက်ကိုပြုတ်၍ဖျားရှိတ်တော်၌အတည်ပြတ်ကြပြီလို့ပြောပါတယ်။အငယ်24ထဲမှာယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့်အဖို့မပေးဘဲဖျားရခင်ဤကျေးဇူးတော်ကြောင့်ဖြောင်းမတ်ရသောရောက်ရကြ၏။ဖျားနာမဘုံကြီးပါစေ။လူတွေကဒုစရိုက်အဖြစ်ကြောင့်ဖျားနဲ့ဝေးကွာပြီးတော့မှကျွန်တော်အပြစ်ဒုစရိုက်ကြောင့်ဝေးနေတဲ့ဒီနေ့ကျွန်တော်ဟာ ယေရှုခရစ်တော်ရွေးနှုတ်ကယ်တင်ခြင်းအားဖြင့်ကျွန်တော်ဟာဖြောင့်မတော်သူဖြစ်တယ်။ဖခင်သားသမီးဖြစ်ခွင့်ရတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကြောင့်ဖြောင့်မတ်ရသောမဟုတ်ဘဲနဲ့ကယ်တင်ခြင်းသို့မရောက်ဘဲနဲ့ယေရှုခရစ်တော်ကြောင့်သာ ဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေသင်ရဲ့အတ္တမှာယခုလက်ရှိ ဖြစ်နေတဲ့အခြေအနေမှာစိတ်မှန်သောနောင်တနဲ့ပြန်လာပါ အရှိကိုရှိတိုင်းလက်ခံတဲ့ဖျားဖြစ်တယ်။စစ်မှန်တဲ့နောင်တဆိုတာမဟာတိပီနောက်ထပ်မလုတာကိုပြောနေရခြင်းပဲဖြစ်ပါတယ်။ဒါဝိသူ့အမားကိုတိပီဖျားစီလာတယ်။နောက်ထပ်ဒီလိုမျိုးအဖြစ်မျိုးကိုထပ်မလုတော့ပါဘူး။တခါမှားတယ်ဆိုတာကိုတိပြတော့မှနောက်ထပ်မလုခြင်းဟာဖျားရှင်မှာစစ်မှန်သောနောင်တနဲ့တွားခြင်းပဲဖြစ်ပါတယ်။ ျောက်တော့တာကသူမှန်းမှန်းတိပြီးတော့မှအဖေစီပြန်သွားပြီးတော့မှတားနေရမှာမရရင်တောင်မှကျွင်းနေရမှာသွားပြီးတော့မှအလုလို့ဖို့သူဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်အဲ့ဒီစင်မှန်နဲ့နောင်တာဆိုတာကအဲ့ဒီအရာကိုပြန်မလုပ်တော့ခြင်းပဲဖြစ်ပါတယ်ပြောက်တော်သားကဖေးစီပြန်သွားတာကအဲ့ဒီ ဝတ်ချံတွေကိုပြန်မသွားဖို့သူဆုံးဖြတ်တာဖြစ်ပါတယ်။အဖေစီပြန်သွားတဲ့အခါမှာအဖေကအရှိကိုအရှိတိုင်းလက်ခံတဲ့အဖေဖြစ်တယ်။ထိုနည်းတူစွာပဲမိတ်ဆွေတင့်ရဲ့အတ္တတဲမှာဖះမနစ်သက်တဲ့အရာတွေညင်ညူးတဲ့အရာတွေရှိနိုင်တယ်။အရှိကိုရှိတိုင်းဖះစီယူလာပါ။ဖះကတင့်ကိုမြေတန်းကြိုးဆိုးနေတယ်။စင်မှန်တဲ့နောင်တနဲ့လာပြီးတော့မှ ဆုံးဖြတ်ချက်တရဆုံးဆုံးဖြတ်ချက်ပဲလို့တယ်တင်ဆုံးဖြတ်ချက်ချပြီးတော့မှကိုရောဒီယာငါမနစ်သက်တော့ဘူးဒီယာငါမလို့တော့ဘူးဒီယာငါမလုတ်ချင်တော့ဘူးဒီယာကိုထက်ထက်လုံနေတယ်ကိုရောမအစပါလို့ဒါဝိကဲ့သို့တင်ဆုတောင်းတယ်ဆိုရင်အရှိကိုရှိတိုင်းလက်ခံတဲ့ဘုရားဖြစ်တယ်အဲ့ဒီအတွက်ဘုရားရှိမှစစ်မှန်တော်နောင်တနဲ့အရှိကိုရှိတိုင်းလာပါ တင့်ကိုဖျားခင်ကြိုဆိုနေတယ်ဆိုတော့ဒီနေ့အားပေးချင်ပါတယ်အရောက်ချင်းစီတိုင်းဖျားခင်ထူကောင်းကြည့်ပေးပါစေ